မင်္ဂလာပါဒီနေ့ဆရာမတင်ကြားပေးမှာကတော့အခန်း15တိကံများနဲ့စုကံများကြောင်းပဲဖြစ်ပါတယ်တိကံများဤ area ကိုလေ့လာကြရအောင်တင်ကြားရခြင်းရဲ့ရည်ရွယ်ချက်ကတော့တိကံများကိုအသုံးပြုပြီးအနှပြိုင်စုကံရဲ့ area ကိုရှာတတ်ရန် ပုံတွေနည်းများကိုအသုံးပြု၍ပုံစံများဖြည့်ရှင်းတတ်ရလို့ပဲဖြစ်ပါတယ်။နံပါတ်5ညာဘက်တွင်တြိကံများဤ area နံပါတ်5ညာဘက်တွင်ပြထားသောတြိကံဤ area မိတို့ ရှာရမည်ကိုစဉ်းစားမည်တဲ့ဆိုတော့ဒီမှာညာဘက်မှာပြထားတဲ့ပုံကိုကြည့်ပါညာဘက်မှာပြထားတဲ့ပုံဒီ t r i g a n ABC ကိုပေးထားတာဖြစ်ပါတယ်။ဟောဒီ t r i g a n ABC ဟာ student ခွက်ထဲမှာထည့်ထားတယ်။ student ခွက်တစ်ခွက်ရဲ့အလျားတန်ဖိုးဒီ1အနန္တီတစ်ရှိတယ်။ဒါဆိုရင်ဒီတစ်ခွက်လေးရဲ့ area တန်ဖိုးဒီ1 student centimeter ရှိတယ်။ဒါကလေးလို့မှတ်ထားထားမယ်။နောက်နံပါတ်ကကြီး t r i g a n E area ရှာရင်သင်ဤစိတ်ကူးကို ရှင်းပြပါတဲ့။ဆီယမရဲ့စိတ်ကူးကတော့သူဟာ student ခွက်လေးထဲမှာထည့်ထားတယ်ဆိုရင်ဒီ student ခွက်တည်းရဲ့ area တန်ဖိုးဒီ အကွက်တည်းရဲ့အရေးအတွက်ဒီဒါတရိကန်ရဲ့ area တံပိုးနဲ့တူတာပေါ့နောက်တစ်ခုကကြတော့ဘလို့စဉ်းစားမယ်ဆိုလို့ရှင်ဆ iam မတို့ကတိခဲ့ပြီးတဲ့အသည့်တွေကိုပြန်ကောက်မယ်တိခဲ့ပြီးတဲ့အသည့်ဆိုတာကကလေးတို့တိခဲ့ပြီးသားဒီတောင်မစတူကန်ရဲ့ area တံပိုးတိပြီးပြီအနေပြန်စတူကန်ရဲ့ area ရှာတဲ့ပုံလေးနီးကိုလည်းတိခဲ့ပြီးပြီဒါဆိုရင်ဆ iam မတို့ကဟော်ဒီတရိကန်ကိုတောင်မတရိကန်ရဲ့ပုံဖြစ်အောင်ပြင်ပြီးတော့လည်းတွေ့ကြည့်မယ် အနေပြန်စတုကန်ဖြစ်အောင်ပြင်ပြီးတော့လေတွက်ပြီးတော့တွက်ကြည့်မယ်ပေါ့နော်အဲ့ဒါဆရာမရဲ့စကူအဲ့တော့နံပါတ်ခါခွေအောက်ဖို့ပြပါကလေးလေးယောက်ဤစကူတို့ကိုရှင်းပြပါတဲ့ဆိုရင်ကလေးလေးရဲ့စကူကိုကြည့်ရအောင်ခါငယ်စကူတစ်ခုစီကိုညီမြချင်းဖြင့်ဖော်ပြ၍တရိကန်ဤ area ကိုရှာပါတဲ့ပထမအဦးဆုံးဆရာမကနင်းရဲ့စကူကိုရှင်းပြမယ်စကူကိုရှင်းပြပြီးတော့မှ ဒီရဲ့တပိကံရဲ့အေရိယာကိုဆက်မှတွထုတ်ပြမယ်နော်အဲ့တော့နီနီရဲ့စိတ်ကူကြည့်ရအောင်နီနီဟာဘလို့စိတ်ကူလဲဆိုလို့ရှိရင်တဲ့ဒီမှာငကိုရုံးက trig and abc ပေးထားတယ်အဲ့ဒီ trig and abc ကိုသူဟာကလေးတို့တိခဲ့ပြီးပြီးအသိဖြစ်တဲ့ thomas stukan ရဲ့ပုံဖြစ်အောင်သူလောက်လိုက်တယ်နော် trig and ကို thomas stukan ပုံဖြစ်အောင်ပြင်လိုက်တယ် ပြင်လိုက်တော့ဒီမှာကြည့်မယ်ဒါမှစတုကန်ပုံဖြစ်အောင်ပြင်မယ်ဆိုရင်အပေါ်ဘက်မှာเนาะအပေါ်ဘက်မှာပိုနေတော့တရိကံအပိုင်းလေးရှိတယ်ပိုနေတဲ့တရိကံအပိုင်းလေးကိုလိုနေတဲ့ဖက်မှာလာပြီးတော့ဖြည့်မယ်ဒီမှာเนาะဒီမှာတရိကံဒီအပေါ်ပိုင်းမှာပိုနေတဲ့တရိကံလေးကနေပြီးတော့မှဒီဖက်မှာဘယ်ဘက်ကဒီမှာ အကွက်ကြီးတစ်ခွက်ရဲ့အကွက်သေးနှစ်ခွက်ရဲ့ကိုဒီဘက်မှာဘယ်ဘက်ကိုလာပြီးတော့သူပို့လိုက်တယ်။အကွက်ကြီးတစ်ခွက်နဲ့အကွက်သေးလေးနှစ်ခွက်ပို့လိုက်တယ်။နောက်ဒီဘက်မှာညာဘက်ကအကွက်လေးကိုချိန်မယ်။ဆရာမတို့ကဒီမှာအကွက်သေးနှစ်ခွက်ကိုဒီဘက်မှာညာဘက်ကိုလာပြီးတော့မှပို့လိုက်တယ်။ပို့လိုက်တာဒီပမာဏဒီပြောင်းလဲခြင်းမရှိဘူး။เนาะအကွက်အရေအတွက်တိုင်းပို့လိုက်တာဖြစ်တယ်။ပမာဏမပြောင်းလဲဘူးဆိုရင်ဟောဒီတောင်မန်စတုကန်ရဲ့ area တန်ဖိုးဒီ ထရီကန် ABC ရဲ့ area တန်ဖိုးပဲဖြစ်မှာပေါ့ဒါဆိုရင်ထောင်မန်စတူကန်ရဲ့ area ကိုတွက်ကြည့်လိုက်တွက်ကြည့်လိုက်တဲ့အခါမှာကလေးတို့တိခဲပြီးပြီအလျားအမြောင်အနံအလျားဒီ1 2 3 4 5 6အလျားက6ခွက်ရှိတော့6အနံဒီ2ခွက်ရှိတော့2 6မြောင်2 6နဲ့4 7ဒါဆိုရင်7 စတူရန်စင်တီမီတာရမယ်။အဲ့တော့ထောင်မှစတူကန်ရဲ့ area ဒီတွေကန် ABC ရဲ့ area ပဲဖြစ်တယ်။ဒါဒီနီနီရဲ့စစ်ကူပါ။နောက်အောင်အောင်ရဲ့စစ်ကူကြတော့သူဟာတွေကန် ABC ရဲ့ area ရှာဖို့အတွက်ဘယ်လိုလုပ်လဲဆိုတော့ အနေပြန်စတုကန်ဖြစ်အောင်သူကပုံကိုပြင်လိုက်တယ်။နော်အနေပြန်စတုကန်ပုံကိုပြင်လိုက်မယ်ဆိုရင်သူအနေပြန်စတုကန်ဖြစ်အောင်သူဆွဲလိုက်တယ်။ဆွဲလိုက်တဲ့အခါမှာဒီဘက်မှာဆရာမတို့လိုနေတဲ့အကွက်ကလေးရှိတယ်။အဲ့လိုနေတဲ့အကွက်လေးကိုဒီအပေါ်မှာပိုနေတဲ့အကွက်ကနေပြီးတော့လိုနေတဲ့အကွက်ကိုလာပြီးတော့ဖြည့်လိုက်တယ်။ဆိုတော့အကွက်အရေးအတွက်တိုင်းပဲဖြည့်တာဖြစ်တဲ့အတွက်ကြောင့် ပမာဏတည်ပြောင်းလဲခြင်းမရှိဘူး။ဒါဆိုရင်အနေပြန်စတူကန်ရဲ့ area ရှာတဲ့ပုံဒီနီကလေးတို့တိခဲ့ပြီးပြီးအခြေအမြောင်အမြင့်ဒါဆိုရင်အနေပြန်စုကံရဲ့ area ရှာမယ်ဆိုရင်အခြေက6အမြင်က2642ဒါဆိုရင်ဒီ7ဒီဒီအနေပြန်စုကံရဲ့ area ဒီတရိကံရဲ့ ABC ရဲ့ area နဲ့အတူတူပဲဖြစ်ပါလေဒါဆိုရင်နီနီရဲ့စိတ်ကူးကိုတဲ့ ညီမြချင်းနဲ့ဖော်ပြမယ်ဆိုရင်နဲ့เนาะနင်ဒီရဲ့စိတ်ကူကိုတွေ့ကံအေရိယာညီမြချင်းနဲ့ဖော်ပြမယ်ဆိုရင်တွေ့ကံဤအေရိယာညီမြချင်းတောင်းမန်စုကံရဲ့အေရိယာနဲ့တူတက်ထားတာဖြစ်တယ်တောင်းမန်စုကံရဲ့အေရိယာဆိုတော့အလျားအမြောက်အနံအလျားက6အနံက2 6အမြောက်2ညီမြချင်းစနစ်စတူယန်စင်တီမီတာရှိမယ်နောက်အောင်အောင်ရဲ့စိတ်ကူအောင်အောင်ရဲ့စိတ်ကူကအနေပြန်စတူကံဖြစ်အောင်ပုံကိုပြင်ပြီးတော့ မှာရှာတာဖြစ်တဲ့အတွက်ကြောင့်အောင်အောင်ရဲ့စိတ်ကူးသည်ဒရီကန်ရဲ့ area ညီမြချင်း အန်နဗျန်စတုကန်ရဲ့ area နဲ့တူတွက်တယ်။အန်နဗျန်စတုကန်ဒီအခြေအမြောက်အမြင့်အခြေအား6အမြင့်အနှစ်ဆိုတော့မြောက်လိုက်ရင်စနစ်စတူရန်စင်တီမီတာရှိမယ်။နောက်စုစုရဲ့စိတ်ကူးစုစုရဲ့စိတ်ကူးကြတော့တရိကံ ABC ရဲ့ area ရှာဖို့အတွက်စုစုရဲ့စိတ်ကူးကြတော့တူကြတော့ဘလို့စိတ်ကူးလဲဆိုလို့ရှိရင်ဒေါမန်စတုကန်ဖြစ်အောင်သူ ထပ်ပြီးတော့မှဖြည့်လိုက်တာ။ဒေါမန်စတုကန်ဖြစ်အောင်သူလှုပ်လိုက်တယ်။ဒေါမန်စတုကန်ဖြစ်အောင်သူလှုပ်ဖို့အတွက်သူဟာမအကွက်အမဲလေးတွေကိုကြည့်ပါ။ထပ်ပြီးတော့ဖြည့်လိုက်တာ။ဖြည့်လိုက်တဲ့အကွက်အမဲလေးတွေရဲ့အရေးအတွက်နဲ့ဒီဒီတရိကံအနီအောင်ခြေထားတဲ့တရိကံရဲ့အကွက်အရေးအတွက်ပမာဏအတူတူပဲဖြစ်တယ်။တူတူပဲဖြစ်တယ်ဆိုတော့ဆ iam မတို့ကဒီမှာကြည့်မယ်။ဒေါမန်စတုကန်ရဲ့ area ကိုအရင်ဆုံးရှာလိုက်မယ်။ရှာလိုက်တဲ့အခါမှာအလျားဒီ 345အလျားဒီ6အနံဒီ4 644ဒီ24ကဒီအကွက်အကြီးကြီးရဲ့ area ဖြစ်တယ်။အဲ့တော့ဆီယမတို့က3ကန် ABC ရဲ့ area လေးပဲလိုချင်နေဆိုရင်အဲ့ဒီ Thomas တူကန်ရဲ့အကွက်ကြီးကြီးရဲ့ area ကိုနှစ်နဲ့ပြန်ပြီးတော့စားမယ်။စားလိုက်တဲ့အခါမှာဘယ်လောက်ရမလဲဆိုရင်7 cm ဖြစ်မယ်။ဒါဆိုထွန်းထွန်းရဲ့စိတ်ကူကြည့်ရအောင်။ထွန်းထွန်းရဲ့စိတ်ကူကြတော့တရိကံ ABC ကိုသူဟာအနေပြန်စတုကံဖြစ်ဖို့အတွက် ဒီတရိကံအနီယောင်တရိကံ ABC နဲ့တစ်ထပ်တည်းဖြစ်တဲ့ပုံနဲ့လာပြီးတော့သူကထားလိုက်တယ်ထားလိုက်တော့ဘေးချင်းရှင်ပြီးထားလိုက်တယ်ထားလိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုရင်အနေပြန်စုကံဖြစ်သွားပြီဒါဆိုရင်အနေပြန်စုကံရဲ့ area ရှာတဲ့ပုံတင်ဒီကလေးတို့တည်တယ်အခြေမြောင်းအမြင့်အခြေဒီ6ရှိတယ်ဆရာမတို့အမြင့်ဒီ၄ရှိတယ်64 24ဒါပေမဲ့ဆရာမတို့လိုချင်တာကဟုတ်ဒီ24စတူရန်စင်တီမီတာကဒီ တစ်ခုလုံးရဲ့အနေပြန်စတုကန်အကြီးကြီးရဲ့ area တမိုးဖြစ်တယ်။ဆီယမားတို့လိုချင်တာကတြိကန်လေးရဲ့ area ပဲလိုချင်တဲ့အတွက်ကြောင့်သူကတစ်ထပ်သေးဖြစ်တဲ့ပုံနှစ်ခုဖြစ်တယ်။တစ်ခုတည်းလိုချင်ရင်နှစ်နဲ့ပြန်စားပြန်စားလိုက်တဲ့အခါမှာတြိကန် ABC ရဲ့ area တမိုးရမယ်။ဒါဆိုရင်စွစွရဲ့စစ်ကူးနဲ့ထွန်းထွန်းရဲ့စစ်ကူးကိုဆီယမားတို့ကညီမြချင်းနဲ့ပေါ်ပြပြီးတော့တြိကန်ရဲ့ area ကိုရှာမယ်။ ဒါဆိုရင်စုစုရဲ့စိတ်ကူးကိုကြည့်ရအောင်။တွိကန်ရဲ့အေရီယာရှာဖို့အတွက် စုစုကတွိကန်အေရီယာညီမြချင်းဒေါမန်စတူကန်ရဲ့အေရီယာကိုတီးပြီးတော့နှစ်နဲ့ပြန်ပြီးတော့စားတယ်။ဒေါမန်စတူကန်ရဲ့အေရီယာဒီ6အမြောက်4အစာနှစ်ဒါဆိုရင်တောင်မတ်စတူကန်အေရီယာ64 24 24ကိုနှစ်နဲ့စားတော့7စတူယန်စင်တီမီတာ။နောက်ထွန်းထွန်းရဲ့စစ်ကူ ထွန်းထွန်းရဲ့စိတ်ကူးကိုလည်းဆရာမတို့ကညီမြချင်းနဲ့ဖော်ပြပြီးတော့ထရိကန်ရဲ့ area တန်ဖိုးရှာမယ်ဆိုတော့ထွန်းထွန်းရဲ့စိတ်ကူးအတိုင်းအထရိကန်ရဲ့ area ကိုရှာတော့မယ်ထရိကန် area ညီမြချင်းအနယ်ပြန်စတုကန် e area အစားနှစ်နယ်ပြန်စတုကန်ရဲ့ area ဒီအခြေမြောင်းမြင့်အခြေအား6အမြင့်အ4ဒါကိုနှစ်နဲ့ပြန်စားလိုက်တယ်6 4 24 24ကိုနှစ်နဲ့စားလိုက်တော့စနစ်2 cm ရတာဖြစ်ပါတယ် ။ဒါဆိုရင် Trigan ABC ရဲ့ Area Tambodi เนาะကလေး၄ယောက်ရဲ့စစ်ကူတွေဟာအားလုံးကိုတွတ်ထုတ်လိုက်ရင်ကိုစစ်ကူနဲ့ကိုထွတ်ထုတ်လိုက်တယ်။ရလာတဲ့ Area Tambo ဟာအတူတူပဲဖြစ်တယ်ဆိုတာကိုကလေးတို့တွေမှတ်သားထားမယ့်အချက်တစ်ခုဖြစ်ပါတယ်။နံပါတ်6မိကုံးကရှိထွန်းထွန်းဤစစ်ကူကိုအသုံးပြု၍ Trigan ABC E Area မိတို့တွေ့ရမည်ကိုစဉ်းစားမိတဲ့ မေကွန်ငါးမှာမေးထားတာကတွိကန် ABC ရဲ့ area ကိုရှာခိုင်းတာအဲ့ဒီတွိကန် ABC ရဲ့ area ရှာဖို့အတွက်ထွန်းထွန်းရဲ့စစ်ကူကိုအသုံးပြုရမှာအဲ့တော့ထွန်းထွန်းရဲ့စစ်ကူကဒီမှာတွိကန် ABC နဲ့တတ်ထက်သေးဖြစ်တဲ့တွိကန်ကိုယူပြီးတော့မှအနေပြန်စတုကန်တစ်ခုဖြစ်အောင်သူပြုလုပ်တာဖြစ်တယ်အဲ့တော့ပြုလုပ်ပြီးတော့မှအနေပြန်စတုကန်ရဲ့ area ကိုတွက်ပြီးတော့မှနှစ်နဲ့ပြန်ပြီးတော့စားရဖြစ်တယ်ဒါကထွန်းထွန်းရဲ့စစ်ကူပေါ့နော်အဲ့တော့ကကြီး တွေ့ကန် ABC area ကိုတွေ့ရင်မြည်သည့်အလျားများလိုအပ်တယ်နီးတဲ့အဲ့တော့လိုအပ်တဲ့အလျားတွေအလျားကိုဆရာမတို့ရှာမယ်လိုအပ်တော့အလျားများကိုတွေ့ကန်ပေါ်တွင်မြင်းညောင်းထူထူပြန်ဆွဲပါတဲ့ကြင်တဆိုရင်တွေ့ကန် ABC ရဲ့အလျားကိုတွေ့ဖို့အတွက်အခြေအမြောက်အမြင့်ဖြစ်တဲ့အတွက်ကြောင့်အခြေအနာလိုအပ်တယ်နော်အဲ့ဒီအခြေအနာဒီ BC အနာဖြစ်ပါတယ်အဲ့တော့လိုအပ်တဲ့ BC ကိုဆရာမတို့မြင်းညောင်းထူထူနဲ့ဆွဲလိုက်ပြီး လိုအပ်တော်အနာသည် BC မြင်းဖြစ်ပါတယ် BC မြင်းဖြစ်တယ် BC မြင်းဖြစ်ပြီးတော့မှနောက်တစ်ခုအခြေမြောက်အမြင့်ဖြစ်တဲ့အတွက်ကြောင့်အမြင့်မြင်းလိုအပ်ပါတယ်အဲ့ဒီအမြင့်မြင်းသည်ဆ iam တို့က A ရနေပြီးတော့မှ BC မြင်းပေါ်ကိုထောက်မှကြတဲ့မြင်းဖြစ်ပါတယ်ဒါကိုဆ iam က D လို့ပေးလိုက်ပါမယ် AD မြင်းအဲ့တော့လိုအပ်တဲ့အနာသည် BC မြင်းနဲ့ AD မြင်လိုအပ်ပါတယ်။ခခွေညီမြချင်းရေးပြီးတိကံ ABC E ဧရိယာကို တွက်ပါတဲ့ညီမြချင်းရေးပါတဲ့ဒါဆိုရင်ညီမြချင်းရေးလိုက်တဲ့အခါမှာဆရာမတို့ဒီအခြေမြောင်းမြင့်ဆိုတော့အခြေကဆရာမတို့6နဲ့တွက်တယ်အမြင့်ကဆရာမတို့4နဲ့တွက်ထားပါတယ်ဒါဒီအနေပြန်စတုကန်အကြီးကြီးရဲ့ဧရိယာဖြစ်ပါတယ် တိကံတစ်ခုတည်းလိုချင်ရင် နှစ်နဲ့ပြန်ပြီးတော့ဆရာမတို့စားတာဖြစ်ပါတယ်။အဲ့တော့အခြေအမြောက်အမြင့်အစာနှစ်ဖြစ်ပါတယ်။၂၄အစာနှစ်အဖြည့်ဒီ7စတူယန်စင်တီမီတာဖြစ်ပါတယ်။အဲ့တော့တိကံ ABC တွင် BC ကိုအခြေအနားဖြင့်သတ်မှတ်လျင်ဒေါင်းစွန်း A မှာ အချိန်နာ BC ပေါ်တို့ ထောက်မှတ်ကြတော်မြင် AD ကို အမြင့်မြင့်ဟုခေါ်ပါသည်တဲ့ဒီပုံကိုကြည့်ရအောင်တိကံ ABC မှာအချိန်နာကို BC လို့သူကယူမယ်ဆိုရင်တဲ့ဟောဒီ BC ကိုထောက်မှတ်ကြအောင်ဟောဒီထိုက်ထောင်းစွန် A ရနေပြီးတော့ BC မြင်းပေါ်ကိုထောက်မှတ်ကြအောင်ဆွဲထားတော့ downlight မြင်းသည်အမြင့်မြင့်ဖြစ်ပါတယ်တဲ့အတော့တိကံ ABC ကို ကိုကြည့်မယ်အထွေကန် ABC မှာ BC ကို အခြေလို့ယူမယ်ဆိုရင်တောင်းစွန် A ကနေပြီးတော့မှ BC မြင်းပေါ်ကိုတောင်းမှကြအောင်ဆွဲလိုက်တဲ့မြင်း ADD အမြင်မြင်းဖြစ်ပါတယ်အတော့ထွေကန်တစ်ခု၏ area ကို အောက်ပါပုံတွေနည်းဖြင့်တွက်ထုတ်နိုင်ပါသည်တဲ့ထွေကန်၏ area သည်အခြေအမြောက်အမြင့်အစားနှစ်ဖြစ်ပါတယ်ဟောဒီ ထရီကန်ရဲ့အေဒီယာကို ကလေးတို့ပုံတင်နီးကို ကလေးတို့ကစက်မှတ်ထားမှာဖြစ်ပါလေအတော့ထရီကန်တစ်ခုတွင်မြည်သည့်အနာကိုမစိုးအချိန်နာဟုမှတ်ယူနိုင်သည်အချိန်နာပေါ်မူတည်ပြီးအမြင့်မြင့်သည်လည်းပြောင်းလဲသွားပါသည်တဲ့ဒါဆိုရင်ထရီကန်ရဲ့အေဒီယာကိုဆံမတို့ကထရီကန်ရဲ့အေဒီယာတထုံးမယ်ဆိုရင်အချိန်မြောက်အမြင့်ဆိုတော့အချိန်တန်ဖို့သိရမယ်အမြင့်တန်ဖို့သိရမယ်ဆိုရင်ဒီမှာပေးထားတာက တွေးကံတစ်ခုမှာတဲ့မြည်သည့်အနာကိုမဆိုအခြေအနာလုံးမှတ်ယူနိုင်တယ်တဲ့အခြေအနာပေါ်မူတည်ပြီးတော့အမြင့်မြင့်သည့်လည်းပြောင်းလဲသွားသည်တဲ့ဆိုလိုရင်းဒီပုံကိုကြည့်ရအောင်ပထမပုံမှာတွေးကံမှာအနာ၃နာရှိတယ်အဲ့ဒီအနာ၃နာစလုံးကိုအခြေဖြစ်ယူလို့ရတယ်ပထမပုံကိုကြည့်မယ်အလျားလိုက်ရှိတာကိုအခြေလို့ယူထားတယ်ဒီအခြေလို့ယူထားလဲဆိုရင်အဲ့ဒီအခြေမြင်ပေါ်ကိုထိတ်ဆုံးမှတ်ကနေထောက်မှတ်ကြအောင် ြအောင်ဆွဲတဲ့မြေဟာအမြင့်မြင့်ဒီပုံစံဖြစ်သွားမယ်ဒုတိယပုံကိုကြည့်မယ်ဘယ်ဖက်ကအနာเนาะအနာကို အခြေလို့ယူထားမယ်ဒါဆိုရင်ဒီအခြေကိုတောင်းမကြအောင်ဆွဲတဲ့မြင့်အခြေနဲ့မျက်နှာချင်းဆိုင်နေတဲ့ထိတ်ဆုံးမှတ်ကနေပြီးတော့မှဒီအခြေမြင့်ပေါ်ကိုတောင်းမကြအောင်ဆွဲတဲ့မြင့်ဒီအမြင့်မြင့်ဖြစ်သွားမယ်နော်အခြေပေါ်မူတည်ပြီးတော့အမြင့်မြင့်ပုံစံနေလဲပြောင်းသွားမယ်။နောက်ဒီမှာကြည့်မယ် ညာဘက်ကမြင်းကိုဆရာမတို့ကအခြေလို့ယူဆထားမယ်ဒါဆိုရင်ဒီအခြေနဲ့မျက်နှာချင်းဆိုင်နေတဲ့ထိတ်ဆုံးမှတ်ကနေပြီးတော့ဒီအခြေပေါ်ကိုတောင်းမကြအောင်မြင်းတစ်ချောင်းဆွဲလိုက်တယ်ဆွဲလိုက်တဲ့အမြင်မြင်းဒီအမြင်မြင်းဖြစ်တယ်အဲ့တော့ပြောဆိုလိုချင်တာကတရိကံမှာအနာ၃နာရှိတယ်၃နာစလုံးကို အခြေဖြင့်ယူမယ်ဆိုရင်နဲ့အခြေအနာပေါ်မူတည်ပြီးတော့အမြင့်မြင်းဟာလည်းအမျိုးမျိုးပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါဒီလေကလေးတို့မှတ်သားထားမယ်ချက်တစ်ခုဖြစ်ပါတယ်။နောက်နံပါတ်၄လိုအပ်သောအလျားများကိုတိုင်၍ညာဘက်ရှိတရီကန်ဤ area ကိုရှာပါတဲ့။ကဲဒီမှာကြည့်မယ်တရီကန်တစ်ခုပေးထားတယ်။လိုအပ်တဲ့အလျားကိုတိုင်မယ်။ဒီရဲ့တရီကန်ရဲ့ area ကိုရှာမယ်။ဟောဒီတရီကန်ရဲ့ area ရှာဖို့အတွက်ကလေးတို့တည်ထားပြီးပြီးတရီကန်ရဲ့ area ဒီအခြေအမြောက်အမြင့်အစာနှစ်ဖြစ်တယ်ဆိုတော့ဆရာမတို့ကအခြေမြင့်ကိုအရင်ဆုံး ယူလိုက်မယ်အခြေအမြင်ကိုဒီမြင်လို့ထားမယ်ဆိုရင်ဒီအခြေအမြင်ပေါ်ကိုထောက်မှကြတဲ့မြင်တစ်ချောင်းကလေးလို့ဆွဲရမယ်နော်ဒီထောက်မှကြတဲ့မြင်ဒီထိတ်ဆုံးမှတ်ကနေပြီးတော့မှထောက်မှကြတဲ့မြင်ကိုကလေးလို့ဆွဲချလိုက်ဆွဲချလိုက်ရင်ဒါဒီဗာမြင်လဲဆိုရင်အမြင့်မြင်ဖြစ်မယ်အဲ့တော့ကလေးတို့ကဘာလုပ်ရမလဲဆိုရင်သူ့ကိုအခြေလို့ယူမယ်ဆိုရင်ဒီအခြေအလျားကိုတိုင်မယ်ပြီးရင်အမြင့်အလျားကိုတိုင်မယ်အခြေ နဲ့အမြင့်နဲ့ကိုမြှောက်မယ်သူ့ပုံတည်နေရအခြေရအမြင့်ရကိုတိုင်းပြီးတော့မြှောက်မယ်မြှောက်ပြီးရင်နှစ်နဲ့စားမယ်ဆိုရင် holy trigger ရဲ့ area ရမှာဖြစ်ပါတယ်စူးစမ်းပြီးတော့တွေ့ကြည့်မယ်နောက်နံပါတ်5အောက်ပါ trigger များဤ area ကိုရှာပါတဲ့ကင်ပုံကကြီးကိုကြည့်ရအောင်သူပေးထားတဲ့အနာတွေဒီရှေ့ရဲ့9ရဲ့9ရဲ့ပေးထားတယ်အဲ့တော့ trigger ရဲ့ area ရှာတော့မယ်ဆိုရင်ကျွန်မတို့ကအမြင့်မြင့်ကိုအရင်ဆုံးကြည့်လိုက် အမြင့်မြင့်ဆိုတာကထောင်လိုက်ရှိတော်မြင့်ထောင်လိုက်ရှိတဲ့မြင့်ဒီအမြင့်မြင့်ထောင်မှတ်ကြတော်မြင့်ဒီမှာထောင်မှတ်ကြတဲ့တင်္ကေတထောင်မှတ်ကြတဲ့တင်္ကေတရဲ့ထောင်လိုက်ရှိတဲ့မြင့်ဒီအမြင့်မြင့်အဲ့ဒီအမြင့်မြင့်တန်ဖိုးဒီ9စင်တီမီတာရှိတယ်ဟောဒီအမြင့်မြင့်ဒီပေမြင်ပေါ်မှာအခြေခံတာလေရှစ်ပေါ်မှာတွားပြီးတော့အခြေတဲတာဖြစ်တယ်။ဒါဆိုရင်အရှစ်ဒီအခြေနာဖြစ်သွားမယ်။ဒါဆိုရင်ဆရာမတို့ကဒီတွိကံရဲ့အေရိယာရှာမယ်ဆိုရင်အခြေ အမြောက်အမြင့်အစားနှစ်ပုံတွေမျိုးတော့မယ်အခြေဒီ၈အမြင့်ဒီ9 8 9 56အစားနှစ်56ကိုနည်းနည်းစားဒါဆိုရင်ဒီကန်ကကြီးရဲ့ area ကိုရမှာဖြစ်ပါလေခခွေးပုံကိုလည်းကြည့်မယ်30ရေ6ရေ9ရေပေးထားတယ်အမြင့်မြင့်ကိုကြည့်ပါအမြင့်ဒီဒီမှာ6စင်တီမီတာပေးထားတယ်ဟောဒီအမြင့်မြင့်6စင်တီမီတာဒီ တက်ဆဲပေါ်မှာအခြေခံတာဖြစ်တဲ့အတွက်ကြောင့်တက်ဆဲဒီအခြေဖြစ်မယ်ဒါဆိုရင်ပုံလေးနည်းကိုသုံးမယ်ဆိုရင်အခြေအမြောက်အမြင့်အစားနှစ်ဆိုပြီးတော့မှပုံလေးနည်းမှာအစားထိုးပြီးတွက်လိုက်ရင်သရီခံရဲ့ area ကိုရမှာဖြစ်ပါတယ်စူးစမ်းပြီးတော့တွက်ကြည့်မယ်နံပါတ်9အနာ BC ကိုအခြေအနာအဖြစ်မှတ်ယူ၍သရီခံ၏ area မြည်တို့ရှာရမည်ကိုစဉ်းစားမည်တဲ့ပေးထားတာဒီ student quote ထဲမှာသရီခံ ABC ပေးထားတယ် တွေ့ကန် ABC မှာ BC ကိုသူကဆက်မလို့အခြေနာယူမယ်။ဒါဆိုရင်ဒီတွေ့ကန်ရဲ့ area တိဖို့အတွက်ကအခြေနာတော့တိပြီဆိုရင်အခြေကိုဆက်မလို့ကအကွက်၃ကွက်ရှိတော့၃ cm နဲ့တွေ့မယ်။ဒီမှာလို့နေတာဒီအခြေမြောက်အမြင့်အစားနှစ်ဖြစ်တဲ့အတွက်ကြောင့်ဆက်မလို့ကအမြင့်တန်ဖိုးမတိဘူးဖြစ်နေတယ်။အဲ့တော့အမြင့်တန်ဖိုးဆိုတာက ထိတ်ဆုံးမှတ်ကနေပြီးတော့မှ BC ဒီအခြေပေါ်ကိုတောင်းမကြတဲ့မြင်းဒီအမြင့်မြင်းအဲ့ဒီအမြင့်မြင်းလို့နေတယ်ဒါဆိုရင်အမြင့်မြင်းကိုဆရာမတို့အရင်ဆုံးရှာမယ်ကဲအမြင့်မြင်းကိုဘယ်လိုရှာမလဲဆိုရင်ねကကြီးအောက်တွင်ဖော်ပြထားတော့နင်းနီစိတ်ကူနဲ့အောင်အောင်စိတ်ကူကိုရှင်းပြပါတဲ့နင်းနီရဲ့စိတ်ကူကိုဆရာမတို့ကြည့်မယ်တစ်ထပ်သေးကြတဲ့တွေ့ကနှစ်ခုကိုအတူတူထားပြီးအနေပြန်စုကန်တစ်ခုပြုလုပ်လိုက်တယ်ဦးဆရာမတို့ရှာမှာကအမြင့်မြင်းเนาะအမြင့်မြင်းဆိုတာကအခြေပေါ်ကိုတောင်းမကြတဲ့မြင်း ကိုရှားมาဖြစ်တယ်အဲ့တော့ငကိုတော့ကပေးထားတာတွေ့ကန် ABC ဆိုတဲ့အနီရောင်လေးအဲ့ဒီတွေ့ကန်အနီရောင်လေးကိုနဲ့တစ်ထပ်ထဲကြားတဲ့တွေ့ကန်တစ်ခုနဲ့အတူတူထားလိုက်တယ်ထားလိုက်တော့ဘာဖြစ်သွားလဲဆိုရင် NBN တွေ့ကန်တစ်ခု ဖြစ်သွားတယ်ဒါဆိုရင် NBN တွေ့ကန်ဖြစ်သွားပြီဆိုရင်ဒီမှာဒီအခြေက BC BC ဘောကိုတောက်မှတ်ကြတယ်မြင်ထိတ်စွမှတ်ကနေပြီးတောက်မှတ်ကြတယ်မြင် တစ်ချောင်းဆွဲလိုက်ပြီးဒီမြင်ဒီအမြင်မြင်ဖြစ်သွားပြီเนาะဒါဒီ အမြင်မြင်ဖြစ်သွားပြီဆိုရင်ဆရာမတို့ကအခြေမြောက်အမြင်နဲ့တွက်လိုက်ပေါ့အခြေဟာ၃အမြင်က၄၄ွက်ရှိတယ်ဆိုတော့၄ဒါဆိုရင်အခြေဟာ၃အမြင်က၄၃၄၄၁၂စနစ်ပြီးရင်ဒါအမြင်ကဆရာမတို့ဘာနဲ့တွက်မလဲဆိုရင်၄နဲ့တွက်မယ်နော်ကဲနောက်တစ်ခုကြည့်ရအောင်တြိကံ ABD ထဲမှာတြိကံ ACD ကိုနှုတ်လိုက်တဲ့ကဲဒီမှာကြည့်မယ်အအောင်ကြတော့အရင်ဆုံးတြိကံ ABC ဒါကဆရာမတို့က PC ကအခြေယူမယ်ဆရာမလို့လို့နေတာအမြင့်အမြင့်မြဲကိုတွက်ဖို့အတွက်ကြောင့် trigger ABC ကိုသူကဖြည့်ပြီးတော့မှထပ်ဆွဲလိုက်တယ်ထပ်ဆွဲလိုက်တော့ trigger ထိတ်ဆွန်မဲ့ထိတ်ဆွန် A ကနေပြီး trigger ACD ဆိုပြီးတော့မှ trigger လေးကိုဖြည့်လိုက်တယ်ဖြည့်လိုက်တဲ့အခါမှာ trigger အကြီးကြီးဖြစ်သွားပြီး trigger ABD ဆိုတော့ trigger အကြီးကြီးဖြစ်သွားပြီးအဲ့ဒီ trigger ABD ဆိုတော့အဲ့ဒီ ABD မှာတဲ့ကနေ trigger ACD ကိုနှုတ်လိုက်ရင် Holy Trigger ရဲ့ area ရမှာဖြစ်တယ်။အဲ့တော့ Trigger ABD ရဲ့ area tempo ဆိုဆရာမတို့တွက်လို့ရပြီ။အခြေမြောင်းမြင့်အစားနှစ်ဆိုတော့အခြေဒီ1 2 3 4 5ဖြစ်သွားမယ်။အမြင့်ကြတော့1 2 3 4ဆိုတော့5 4 4 20ဒါက Trigger အကြီးကြီးရဲ့ area ကိုတွက်လိုက်တာ5 4 4 20အဲ့ဒါကိုနှစ်နဲ့ပြန်စားတော့10ဖြစ်မယ်။ ပြီးရင် trigger ဒီအမဲလေးရဲ့ area ကိုရှာမယ် area ကိုရှာပြီးတော့နှုတ်လိုက်မယ်ဆိုရင် trigger အနီးရဲ့ area ကိုရမှာဖြစ်ပါတယ်အဲ့တော့ trigger ABCE area ကိုတွက်ပါညင်မြန်ချင်းရေးပါတဲ့ဆိုရင်ဆရာမတို့ကအခြေအမြောင်အမြင့်အခြေဒီ3เนาะနီနီရဲ့စကူနဲ့ဆိုအခြေဒီ3ဖြစ်မယ်အမြင့်ဒီတဲ့နဲ့တုံးဒီအမြင့်ဒီ၄ဖြစ်မယ်။တုံးအမြောက်ဒီ ပြီးရင်နှစ်နဲ့ပြန်ပြီးတော့ဆရာမတို့ကပြန်ပြီးတော့စာပေးရမှာဖြစ်တယ်။ဒါဆိုရင်၃လေးလီစနစ်နှစ်နဲ့စာလိုက်ရင်အဖြစ်ဒီ6စတူရန်စင်တီမီတာဖြစ်ပါလေ။ကဲဒါဆိုရင်နံပါတ်ကငယ်ဤပု္ပ္ပာတွင်လဲမေခွန်း6တွင် တွေ့ရှိခဲ့တော့ပုံတွေနည်းကိုအသုံးပြုနိုင်ခြင်းရှိမရှိစစ်ဆေးပါတဲ့။ ပုံဒီနီးအသုံးပြုရင်လည်းတူညီတဲ့အဖြစ်ရနိုင်ပါသလားတဲ့မေကွန်6မှာမိထားတာဒီမေမေကွန်6မှာကျမတို့တွေ့ခဲ့တဲ့ပုံဒီနီးဒီအခြေအမြောက်အမြင့်အစားနှစ်ဆိုတဲ့ပုံဒီနီးကိုကျမတို့တုံးခဲ့တာဖြစ်ပါတယ်အဲ့တော့အခုမေကွန်9မှာလည်းပဲကျမတို့ဒီမေကွန်6မှာတုံးခဲ့တဲ့ပုံဒီနီးကိုပဲတုံးလို့ရပါတယ်အဖြစ်ချင်းအတူတူပဲဖြစ်ပါတယ် ဒါဆိုရင် BCD အခြေအနားဖြစ်တော်အခါမြင်းမြိုင် L နဲ့ M အကြားအကွာဝေးဒီတွေ့ကံ ABCE အမြင့်မြင်းဖြစ်ပါသည်တဲ့ဒီမှာကြည့်ရအောင် L မြင်းနဲ့ M မြင်းဒီမြင်းမြိုင်ဖြစ်ပါတယ်အဲ့ဒီမြင်းမြိုင်နှစ်ခုကြားထဲမှာတွေ့ကံ ABC ကိုဆွဲထားတာဖြစ်ပါတယ် L မြင်းပေါ်မှာ ထိတ်ဆုံးမှတ် A ရှိမယ် M မြင်းပေါ်မှာ အခြေ BC ရှိမယ်အဲ့တော့တွေ့ကံ ABC ရဲ့ ဧရိယာကိုရှာဖို့ဆိုရင်ဆရာမတို့ကအခြေမြောင်အမြင့်ဆိုတော့အမြင့်တန်ဖို့ဟာတဲ့အဲ့အမြင့်နဲ့အမြင့်ကြားထဲမှာရှိနေတဲ့အကွာအဝေးတွေကိုအမြင့်မြင့်လို့ခေါ်ပါလေတဲ့ဒါဆိုရင်တြိဂံ ABC ရဲ့အမြင့်မြင့်တွေဤကြားထဲမှာ L နဲ့ M ကြားအကွာအဝေးဘယ်နေရာမဆိုအကွာအဝေးတွေဒီအမြင့်မြင့်လို့ယူဆလို့ရတယ်ဒါဆိုရင် BC ကိုအခြေလို့ယူမယ်ဆိုရင် BC ထိတ်ဆုံးမအေးရနေဓာတ်မှန်ဆွဲတာဒီလဲအမြင့်မြင့်ဖြစ်တယ်။ဒါမှမဟုတ်ဒီ L နဲ့ M ဂျားထဲမှာရှိတဲ့မြင့်နေအားလုံးဒီအမြင့်မြင့်လို့ယူဆလို့ရပါလေတဲ့။နောက်နံပါတ်6အောက်ပါထိကံအများကြီးဧရိယာကိုရှာပါတဲ့။ကကြီးပုံကိုကြည့်ရအောင်6 cm 104ဆိုပြီးမှပေးထားတယ်။ဆ iam တို့ဒီ tree gun ရဲ့ area ဒီပုံတွေနည်းကိုဆ iam တို့သုံးမယ်။ tree gun ရဲ့ area ဒီ ကျွေးကံရဲ့ဧရိယာဒီပုံတင်နည်းကိုဆရာမတို့ရေးပေးရမှာဖြစ်ပါတယ်အခြေအမြောက်အမြင့်အစာနှစ်ဖြစ်ပါတယ်ဒါဆိုရင်အခြေကိုဆရာမတို့ရှာရအောင်ဒီမှာ30ရက်6ရက်4ရက်ပေးထားတယ်အမြင့်မြင့်ကိုအရင်ကြည့်ပါအမြင့်ဒီ6ဖြစ်ပါတယ်ဟောဒီ6စင်တီမီတာဒီအခြေ၄ပေါ်မှာလာပြီး အခြေခဏဖြစ်ပါတယ် လေးရာတိတိပဲရှိတယ်ဒါပေမဲ့ဆရာမတို့ကရှေ့မှာပြောထားတဲ့အတိုင်းပဲเนาะထိတ်ဆုံးမှတ်ကနေတောင်းမှတ်ကြနေတဲ့မြင်းအားလုံးဒီအမြင့်မြင့်လို့ယူဆလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆရာမတို့ဒီအခြေဟာ၄၄စင်တီမီတာရဲ့အမြင့်မြင့်ဒီ6ဖြစ်ပါတယ်ဒါဆိုရင်ဆရာမတို့ကအခြေကို၄နဲ့တွက်မယ်အမြင့်ကို6နဲ့တွက်မယ်အစာနဲ့ 24အစာနှစ်ဆိုတော့ဘယ်လောက်ရလဲဆိုရင်7နှစ်ဖြစ်ပါတယ်။ area ဖြစ်တဲ့အတွက်ကြောင့် student centimeter ဖြစ်ပါတယ်။အဲ့တော့ကလေးတို့တွက်မယ်ဆိုရင်ဆရာမတို့ဒီအရင်ဆုံးပုံဒီနီးကိုရေးပေးရမှာဖြစ်ပါတယ်။ပုံဒီနီးရေးပြီးတော့မှပုံဒီနီးမှာအစာတွင်းပေးရမှာဖြစ်ပါတယ်။နံပါတ်ခကိုလည်းကြည့်ရအောင်။ trigger ပေးထားတယ်။ trigger ရဲ့ area ရှာမယ်ဆိုရင် trigger ရဲ့ area ပုံဒီနီးကိုအရင်ဆုံးရေးပါ။အခြေအမြောက်အမြင့်အစာနှစ်ဆိုရင်ဒီမှာဆရာမတို့က အမြင့်မြင့်ကိုကြည့်ပါအမြင့်မြင့်ဆိုတာတောင်မှကြနေတယ်မြင့်မှာထိတ်ဆုံးမှတ်ကနေအခြေနာပေါ့တောင်မှကြတယ်ဆိုတော့ဟိုဒီမှာအမြင့်မြင့်ဒီ80စင်တီမီတာရှိပါတယ်ဒီ80စင်တီမီတာဒီအခြေ5စင်တီမီတာပေါ်မှာတောင်မှကြတာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ဒီအခြေဒီ5ယူမယ်အမြင့်ဒီ8ယူမယ်9နဲ့10နဲ့မြောက်အစား2တွက်လိုက်မယ်ဆိုရင်ထရိုင်ရဲ့ area ကိုရမှာဖြစ်ပါတယ်စူးစမ်းပြီးတော့တွက်ကြည့်ပါနံပါတ်9 အောက်ပါထိကံပုံခကြီး ပုံခခွေပုံခငယ်နဲ့ပုံခကြီးတို့ဤဧရိယာများကိုရှာပါတဲ့ပုံထိကံ၄ခုပေးထားတယ်ခကြီးခခွေခငယ်ခကြီး ဟောဒီထိကံ၄ခုစလုံးဒီ L မြင်းနဲ့ M မြင်းဂျားထဲမှာရှိတဲ့ထိကံ၄ခုဖြစ်တဲ့အတွက်ကြောင့် L နဲ့ M ဂျားအကွာအဝေးဖြစ်တော့အလျားတန်ဖိုးဒီ5စင်တီမီတာရှိတယ်ဒါဆိုရင်အဲ့ဒီ T 5 cm ဒီဆီယမတို့က L နဲ့ M ကြားအကွာဝေးဖြစ်တဲ့အတွက်ကြောင့်သူဒီအမြင့်မြင့်လို့ဆီယမတို့ယူဆလို့ရမယ်။ဒါဆိုရင်တွေ့ကန်ကကြီးဒီလဲ L နဲ့ M ကြားထဲမှာရှိတဲ့အတွက်ကြောင့်အမြင့်မြင့်ဒီဆီယမတို့9နဲ့တွက်မယ်။အခြေကြတော့4ဖြစ်မယ်။ဒါဆိုရင်9 4 20နော်။ပုံလေးနည်းကိုသုံးမယ်ဆိုရင်အခြေရလဲ4နဲ့တွက်မယ်။အမြင့်မြင့်ဒီ9နဲ့တွက်မယ်။ ုံခခွေမှာလည်းအခြေလေးနဲ့တွက်မယ်အမြင့်အမြင့်ဒီငါနဲ့တွက်မယ်ပုံခငယ်မှာလည်းအခြေလေးအမြင့်ငါပုံခကြီးမှာလည်းအခြေလေးအမြင့်ငါနဲ့တွက်မယ်ဒါဆိုရင်ဒီပုံလေးပုံစလုံးမှာအခြေနဲ့အမြင့်အမြင့်လေးဟာတူညီတဲ့အတွက်ကြောင့်ဒီမှာရမယ်တြိကံ၄ခုရဲ့ area တန်ဖိုးတွေလည်းဆရာမတို့တူညီမှာဖြစ်ပါတယ်အဲ့တော့တြိကံများရှိ အချင်းနာအချင်းချင်းနဲ့အမြင့်မြင့်အချင်းချင်းတို့ဤအလျားများတူညီကြလေထိုတိကံများဤပုံတံများသည်မိတို့ပင်ဖြစ်စေကားမူဣရိယာများတူညီကြပါသည်တဲ့ဒါလည်းပဲမှတ်သားမယ်ချက်တစ်ခုဖြစ်ပါလေတိကံ၄ခု ပေးထားတယ်သူတို့ရဲ့ပုံတံအနေထားမတူဘူးဒါပေမဲ့ဘာလို့တူလဲဆိုရင်အချင်းတံပိုးနဲ့အမြင့်တံပိုးတူညီတဲ့အတွက်ကြောင့်ဒီပုံတိကံ၄ခုရဲ့ပုံတံဒီဘလို့ပဲ क्वे ပြားစေကားမူ သူတို့ရဲ့ area တန်ဖိုးဟာအတူတူပဲဖြစ်တယ်ဆိုတာလည်းကလေးတို့ကမှတ်သားထားရမယ့်အချက်တစ်ခု